ိုပြီးခဲ့တဲ့ရက်ပေါ့နော်ပြီးခဲ့တဲ့ရက်ဆိုတော့မနေ့ရရဲ့ဟိုရှိတနေ့ရရဲ့ကျွန်တော်တို့အာဒီ model တွေကနေပြီးတော့ focus model တွေပေါ့သူတို့ကနေပြီးတော့ကျွန်တော်တို့ကြည့်တဲ့အခါကျတော့ theory တိုင်းကိုဥတည်ပြီးတော့ရွေ့တာတွေ့တယ်အခုဒီနေ့မှာတော့အာသူကမြောက်ဖက်ကိုပေါ့နော်မြောက်ဖက်ကိုတက်သွားတယ်ရခိုင်ညိုးမနဲ့အပြိုင်ပေါ့မြောက်ဖက်ကိုတက်သွားပြီးတော့ဘင်္ဂလားဒေ့ sorry ဘင်္ဂလားပင်လယ်အော်အာမြောက်ပိုင်းလောက်မှာသူ ပြက်သွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးပြန်တွေ့ရတယ်ခင်ဗျအဲ့တော့အရေးကြီးတာကကျွန်တော်2ရက်နေ့လောက်ကြာတော့မှ2ရက်နေ့ဆိုမနက်ဖြန်ပေါ့နော်မနက်ဖြန်တမမို့ရင်2ရက်နေ့3ရက်နေ့အဲ့ဒီလောက်ကြာတော့မှကျွန်တော်တို့ကပလီပင်လေပင်တောင်ပိုင်းကိုလူစပြီးတော့အာလီဗီယာနဲ့ရေဝန်စဖြစ်မယ်တကယ်ဖြစ်တဲ့အချိန်ကြာတော့မှကျွန်တော်တို့ကတိတိကျကျမဖြစ်နိုင်မယ်ဆိုတဲ့ဟာကိုဒီကြပြောလို့ရပါမယ်ခင်ဗျဘူလောလောဆယ်မှာဂျူရင်ခမန်းချက်ကတော့အာမြန်မာပြည်ဘက်ကိုရွေ့မယ်ဆိုတဲ့အနေအထားပြတ်သွားတယ် အာပြန်ဝင်လာဖို့တော့မရှိတော့ဘူးအဲ့လိုတော့တွေ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာဟုတ်ဒါဆိုတော့တော့တက်တက်ကြီးသူမဝင်တော့ဘောဒီတက်ရောက်မှုလေးပဲရှိရမယ်သဘောပေါ့နော်တက်ရောက်မှုကတော့ရှိနိုင်တယ်ဘာလို့လဲဆိုတော့သူဒီလေဗီယာနဲ့ရဝန်းအဆင့်နဲ့ပဲဖြစ်ဖြစ်ဒါလေဆိုင်ဝဲအဆင့်နဲ့ပဲဖြစ်ဖြစ်မြောက်ဘက်ကိုရွေ့ရဆိုရင်ကျွန်တော်တို့နိုင်ငံကဒီသူရွေ့တဲ့လမ်းကြောင်းရဲ့ညာဘက်ချမ်းမှာရှိတယ်ညာဘက်ချမ်းမှာရှိတဲ့အတွက်အမိုးရွာတာ လေပြင်းတိုက်တာအဲ့ဒါလောက်ကတော့ဖြစ်နိုင်ပါမယ်အဲ့ဒီဟာလေအဲ့ဒီအခြေအနေကိုလည်းကျွန်တော်တို့နှစ်ရက်နေ့အာလီဗီယာနဲ့ရောင်ဝန်တကယ်ဖြစ်လာပြီးတဲ့အခြေအကြလို့ရှိရင်ကျွန်တော်ပြောပြပါမယ်ခင်ဗျာဟုတ်ကဲ့ပါဆရာဟုတ်ကဲ့အဲဒီလိုလိုမိုးနည်းနည်းများနိုင်တာကရောဆရာတမျိုးဒီပေါ့ရန်ကုန်တိုင်းတို့ ARV တိုင်းတို့ကတော့ပါပါနိုင်နေပေါ့နော်အဲရန်ကုန်တိုင်း ARV တိုင်းကတော့မိုးများနိုင်နေအာဘာလို့တော့သူကအဲ့ဒီရွေးတဲ့လမ်းကြောင်းအခုကျွန်တော်တို့နောက်ဆုံးကြည့်တဲ့လမ်းကြောင်းကအဲ modern zone နဲ့တော်တော်နှီးတယ် တော်တော်နီးတယ်ဆိုတော့မိုင်းတရားနီးပါလောက်ပေါ့နော်အဲ့တော့ဒီလေပြားနဲ့ရဝန်ဖြစ်လာပြီးတော့ဒီတိန်ထုရဲ့အရွယ်အစားပေါ့ဒီလေလေဝဲရဲ့ဒီပတ်နေတဲ့အရွယ်အစားဘယ်လောက်လောက်ကြီးမလဲဆိုတဲ့ပုံမှာမူတည်ပါလိမ့်ခင်ဗျအဲ့တော့အဲ့ဒီကြီးတဲ့ပုံမှာမူတည်ပြီးတော့မိုးနေတာများတာလေပြင်းတိုက်တာနေတာများတာအဲ့ဒါကြီးကွာသွားပါမယ်အဲ့တော့တကယ်ဖြစ်လာတဲ့အချိန်လေးကိုတော့ထောင်းပြပါခင်ဗျဟုတ်ကဲ့ပါဆရာဟုတ်ဒါဆိုရင်တော့ဆရာအနေနဲ့ရောပြည်သူလူထုကိုဗာများအကြံပြုလို့ဒီ ပြန်ပြုလို့ပါလဲဆရာအဲအရေးကြီးတာတော့ဒါသူကဒီအချိန်ကကျွန်တော်တို့မိုးကြိုကာလဖြစ်တဲ့ April 16ရက်တော့မှမရောက်သေးဘူးပေါ့နော်မရောက်သေးတဲ့အချိန်မှာဖြစ်တဲ့ဟာဆိုတော့ဒါပုံမှန်မဟုတ်တဲ့လီပီးယားနဲ့ရန်ကုန်အမုံတိုင်းဖြစ်လာရင်လည်းပုံမှန်မဟုတ်တဲ့ဒီမုံတိုင်းလို့ပြောလို့ရပါတယ်ခင်ဗျအဲ့တော့ဟိုဒီလိုအချိန်မျိုးမှာသူကအချိန်အခါမဟုတ်ဘူးလို့ပဲပြန်ပြီးတော့ဒါနာမည်တက်အောင်ပေါ့နော်မိုးတကယ်လို့ရွာတယ်ဆိုလို့ရှိရင်ပေါ့ ဲ့တော့ဒီအချိန်အခါမဟုတ်မိုးဆိုတဲ့ဟာကိုတတိထားဖို့တော့လိုပါလေဟိုမိုးဆိုလို့မဖြစ်တဲ့အာတောင်တူတွေနောက်ပြီးတော့စပားလှန်ထားတာတွေအဲဆက်ပြီးတိနှက်နေပေါ့နော်သူတို့ရိတ်သိမ်းပြီးတော့လှန်ထားတာတွေဒါတွေတတိထားဖို့လိုပါလေအဲ့ဒါဒီဒီ April အာ9ရက်6ရက်9ရက်နောက်ပိုင်းမှာဒီဟာတွေဖြစ်လာနိုင်ပါတယ်ခင်ဗျ ဟုတ်ကဲ့ပါဆရာဟုတ်အခုဆိုရင်ပေါ့နော်ဒီမုံတိုင်းကလည်းရှိနေရခုငလင်းကစဲရေးတွေအရယ်ဆောင်ရွက်နေရဆိုဒီငလင်းကစဲရေးဆောင်ရွက်နေရသူတွေရောဘာကြီးတတိထားဖို့လိုအပ်သည်လဲဆရာအခုတိုင်းဆိုရင်တော့မုံတိုင်းကတော့တဲရိုက်ဝင်တိုက်ဖို့အခြေအနေကတော့တော်တော်မရှိသလောက်ဖြစ်သွားပြီပေါ့နော်မရှိသလောက်ဖြစ်သွားတယ်အဲသို့တော်မိုးနဲ့လေနဲ့ကတော့ရှိနိုင်တယ်အဲ့တော့ကစဲရေးလောက်ကြတဲ့အဖွဲတွေကတော့အဲကျွန်တော်တို့ဒီမြေ အောက်ကဒီငရင်လှုပ်လိုက်တဲ့အတွက်ကြောင့်ဒီမြေအောက်ရေဆူထိုင်းပြီးတော့ထွက်လာတဲ့ဥစ္စာဆောင်းပြီးတော့ဒီပွက်လာတဲ့အနေအထားမျိုးတွေဓာတ်ရှိတဲ့အခါကျတော့မြေကျွန်းတက်တာကိုတတိထားဖို့လိုပါတယ်။နောက်ပြီးတော့မှဒီဒေတိုက်လို့ရှိရင်ဒီတဲဒီပါရီပေါ့နော်အဲ့ဒီဥစ္စာတွေကိုဒါတတိထားဖို့တော့လိုပါမယ်။အဲ့တော့ပုံမှန်မဟုတ်တဲ့ရာဒီဥရုအခြေအနေလေးတစ်ခုကတော့ဖြစ်ပေါ်ရှိနေတာပေါ့နော်။